မင်္ဂလာပါတီချက်တီနာဖြစ်ပါတယ်တီချက်တီနေ့တင်မှာက Great Holmes ရဲ့ Chapter 6လေး Corner Session အပိုင်းမှာနောက်ဆုံးအပိုင်းလေးဖြစ်တဲ့ Exercise 6.4 Number 1 2ကတွက်ပြီးသွားပါပြီကိုက Number 3လေးတွက်ပြီးမှဖြစ်ပါတယ်เนาะအဲဆိုတော့တီချက်တို့ Number 3လေးတွက်မယ်ဆိုတော့အရင်ဆုံးဒါက Rotation ပေါ့เนาะသူရဲ့မိခွန်းက Rotate the coordinate axis to remove the xy term then sketch the graph เนาะ sketch graph graph ပုံချမ်းလဲဆွဲမယ် teacher တို့ရဲ့ xy terms ကိုမလုပ်မလဲ remove flow ပြီးတော့မှတွက်မယ်ဆိုတော့ number 3လေးကသူရဲ့တွက်နည်းကအရှိမာတွေပြောခဲ့ပြီးသားဖြစ်ပါတယ် notes တွေလည်းတည်ချမ်းတင်ပြီးသားဖြစ်ပါတယ်အဲ့ဒါဆိုတော့ notes အပိုင်းမတိရသေးတဲ့ကလေးကသူရဲ့ရှေ့က part လေးမှာ notes တွေတင်ထားတာလေးကိုအရင်ကြည့်ရင်ဒီပုံစံကိုကောင်းကောင်းနားလည်မှာဖြစ်ပါတယ် teacher ကတော့ grade 10 11 12ကိုပညာဒါနတင်ပေးနေတဲ့ channel တစ်ခုဖြစ်ပါတယ် င်ငန်းစာဗီဒီယိုတွေကိုလေ့လာခြင်းနဲ့ grade 10 11 12ကလေးတွေကတချို့ YouTube channel playlist ထဲမှာကိုကြည့်ချင်တဲ့အတန်းနဲ့ကြည့်ချင်တဲ့ chapter ကိုရွေးချယ်ပြီးတော့ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ပုံမှန်လေးစတိုင်လေ့လာသင်ယူသွားလို့ရမှာဖြစ်ပါတယ်။ subscribe လေးမလုပ်ရသေးရင် subscribe လေးလုပ်ထားနိုင်ပါတယ်။ကြည့်ဟုတ်ပြီအဲ့ဒါဆိုတချို့ဆက်ကြည့်အောင်နော်။ number 3လေးမှာ x square minus 2x plus y square minus 20x minus 20y plus 100 equal to 0ဆိုရင်ဒီချက်တော့အရင်ဆုံးပါလို့ပြရလဲ compare လုပ်တယ်เนาะ comparing ပေါ့เนาะသူရဲ့ all corner ရဲ့ general equation လေးနဲ့ compare လုပ်မယ် comparing ဆိုတော့သူရဲ့ formula က a a square plus b x y plus cy square plus dx plus ey plus f equal to 0နဲ့နိုင်ရှင်တဲ့အခါမှာတချို့ရော a b c d e f တိမယ်ပေါ့နော်။ဒါဆိုရင်တချို့ရဲ့ a လေးကသူရဲ့မြောက်ဖော်ကိန်းက1ဖြစ်တယ်။ b ကကျတော့မြောက်ဖော်ကိန်း -2 ရမယ်။ c က1 d က -20 e ကလည်း -20 f ကတော့100ဖြစ်တယ်ပေါ့နော်အဲ့ဒီမှာလည်းဒီချက်ပြောထားပါဗျ ABC လေး၃ခုတင်ပုံစံတွက်လို့ရပါပြီဒီချက်ကပြည့်စုံအောင်လို့အပြည့်စုံချရေးပေးထားတာဖြစ်ပါတယ်ကဲဟုတ်ပြီအဲ့ဒါဆိုအရင်ဆုံးဒီချက်တို့သူရဲ့ step ကပါလဲတွက်နည်းလို့ဒီချက်ပြောထားတာအရင်ဆုံး connect section connect equation နဲ့ compare လုပ်ပြီးရင်ဘာလုပ်ပေးမလဲ b square 4 ac ကနေ parabola ဖြစ်ကြောင်းပြမယ်နော်အဲ့ဆိုတော့ b square minus 4ac ဆိုတော့အစားအသွင်းမှာဖြစ်တဲ့အတွက် b square က minus 2 the whole square minus 4 e လေးရ1 c လေးရလဲ1အဆိုရင်ဒီချရရဲ့အဖြေလေးက0ထွက်ပြီပေါ့နော်4 4ဆိုတော့0ထွက်တယ်ဒါဆိုရင်ဘာဘာဖြစ်သွားပြီလဲဆိုတော့ parabola ဖြစ်သွားပြီဒါကြောင့်မလို့ therefore the given equation is parabola နော် ကေပါရာဘူလာဖြစ်သွားပြီဆိုနှဆင့်ပြီးပြီဆိုတတိယတဆင့်ကတီတာရှာဖို့အတွက် cot 2တီတာ equal to a minus c by b ကနေတွက်มาဖြစ်တယ်ဆိုတော့ cot 2တီတာ cot 2တီတာ equal to က a minus c by b လို့ပြောရတဲ့အတွက်တချို့ a က1 c ကလည်း1 by b ဆိုတော့ b က -2 ပေါ့နော် -2 ဒါဆိုရင် 0/-2 ဖြစ်တဲ့အတွက်အဖြေရပါထွက်မလဲ0ထွက်မှာပေါ့နော်ဒါဆိုရင်အခုတချို့က cot 2 theta လေးရပါထွက်တာလဲ -0 ထွက်တာဒါဆိုရင် cot လို့စဉ်းစားမယ်ဆိုရင်တချို့က cot theta ဆိုရင်ဘာဖြစ်မှာလဲ cos by sin เนาะ cos theta by sin theta ပေါ့အခုကတော့2 theta ဆိုတော့2 theta ပေါ့เนาะ cos 2 theta ဆိုရင် cos 2 theta by sin 2 theta ဖြစ်မှာเนาะအဲ့ဒါဆိုရင်ဒီစရော cot tan ဘိုးလေးက0ထွက်တာဆိုရင်ဒီအပိုင်းကိန်းလေးမှာပိုင်းဝေက0ရမှာဖြစ်မှာပေါ့เนาะပိုင်းဝေ0ရမှာဒါလည်းအဖြေ0ထွက်မှာဖြစ်တဲ့အတွက်ဒီစရောအရှိမတင်ထားတဲ့ unit circle လေးကိုကြည့်လိုက်ရင်လည်းရတာဖြစ်တယ်ဆိုတော့ unit circle မှာ ကော့တန်ဘို0ထွက်တယ်ဆိုတာဘယ်မှာလဲ y exists ရဲ့ဒီအပေါ်မှာဖြစ်တယ်ပေါ့เนาะ90 equal to pi by 2เนาะဆိုတော့ cos 90ဆိုရင်လည်း0 cos pi by 2ဆိုရင်လည်း0ထွက်မှာဖြစ်တဲ့အတွက်တချို့ရဲ့ point ကဒီမှာရှိမှာမို့လို့เนาะဒါဆိုရင်ဒီဝေယိုးမှာဆိုရင်90ဆိုရင် cos 90ဆိုရင်0ဖြစ်ပြီး sin 90ကျတော့1ရမှာဖြစ်တယ်เนาะအဲ့ဆိုဒီချေတော့ဒီ point လေးဒီ0 comma 1ဖြစ်တယ်အခုကကြည့်ရ cot က0ထွက်တာဖြစ်တဲ့အတွက် cos tan ဘို့ 0မို့လို့ဆိုတော့90ပေါ့เนาะ90ရတယ်ဆိုတော့အခုဒီမှာဒီဆရာက cot 2 theta နဲ့ယူมาဆိုရင်တော့2 theta တန်ဖိုးက90ပေါ့เนาะဆိုတော့2 theta equal to the 90 degree ဖြစ်တယ်ဆိုတော့ theta equal to the 45 degree ရတော့မယ်ရမယ်เนาะကဲအဲ့တော့ဆိုရင် theta ရပြီ theta ရပြီဆိုရင်ဒီဆရာ formula နဲ့ xy equation မှာ x ဘာရှာပဲပေါ့နော်အဲ့တော့ x ရဲ့ formula လေးဆိုမယ် x equal to x prime cos theta minus y prime sin theta ဒါဆိုဒီချက်အစားအသွင်းမှာက x prime cos 45 degree minus y prime sin 45 degree เนาะအဲဆိုရင် cos 45က reduce by 2 rational log rationalize လုပ်ပြီးသားကိုပဲထည့်လိုက်မယ်เนาะ1 by root 2မရှိတော့ဘူးဆိုတော့ root 2 by 2 x prime နဲ့ root 2 by 2 y prime ရမယ်ဒါကတချို့ရော x ရသွားပြီเนาะဒါဆိုရင် y ရှာမယ်เนาะ y ရှာမယ်ဆိုသူရဲ့ formula လေးက y ဆိုရင် formula က y equal to the x prime sin theta plus y prime cos theta เนาะဆိုတော့ခုနအတိုင်းပဲ45ထဲမှာဖြစ်တဲ့အတွက် x prime sin 45 degree plus y by cos 45 degree ဖြစ်မယ်เนาะဆိုတော့ sin 45က root 2 by 2 x by plus cos ကလည်း root 2 by 2 y by ပေါ့ဒါလေးကတစ်ချက် y ရသွားပြီအဲ့ဒါရပြီဆိုရင်မူရင်း equation လေးမှာဘာလုပ်မလဲအစားအသွင်းမှာဖြစ်တယ်ဆိုတော့သူရဲ့ပေးချက် equation လေးမှာလာအစားအသွင်းမှာပေါ့เนาะ ကဲဒါဆိုတချို့ကအဲ့ဒီမှာဓာတ်ရိုက်အစားမသွင်းသေးဘဲနဲ့ဘာပုံစံပြောင်းလိုက်လဲ completing the square ပုံစံလေးတချို့ပြောင်းလိုက်တာဖြစ်တဲ့အတွက်သူ့ the whole square ပြင်မယ်ဆိုရင်ဘယ်လိုဖြစ်သွားမလဲအရှိကဒါလေးကိုယူလိုက်ရင်အရှိက x နဲ့ထပ်မှုလို့ x နောက်က y နဲ့ထပ်မှုလို့ y အလယ်မှာက minus ဘာဖြစ်မလဲ y ပဲပေါ့နော်လက္ခဏာအလယ်က minus ဖြစ်တယ် the whole square နောက်ကကျတော့ဒီချက်ဒီနှစ်ခုမှာ minus 20ကိုပုံထုတ်လိုက်မယ်နော်ဆိုတော့ x ဖြစ်မယ် minus ပုံထုတ်ထားတဲ့အတွက် plus ပိုင်းကျမယ် plus 100ပေါ့ equal to 0ဒါဆိုအစားသွင်းလို့ရပြီ x နဲ့ရမှာက root 2 by 2 x prime minus root 2 by 2 y prime ပေါ့နော် root 2 by 2 x prime minus root 2 by 2 y prime ရဲ့ minus y ထဲမှာဆိုတော့ဒါလာထည့်လိုက်ရင်ရှေ့မှာအနှုတ်ရှိတဲ့အတွက်လက္ခဏာချင်းလိုက်မယ် root 2 by 2 x prime minus root 2 by 2 y prime ပြီးရင် minus ပေါ့နော်ဒါက the whole square ဒါက the whole square ဖြစ်မယ် minus 20ရဲ့ပြီးရင် x ထဲမှာဖြစ်တဲ့အတွက် x က root 2 by 2 x prime minus root 2 by 2 y prime ပြီးရင်အနောက်ကကျတော့ तू က plus ဖြစ်တဲ့အတွက်လက္ခဏာချင်းစရာမလိုဘူး plus root 2 by 2 x prime plus root 2 by 2 y prime plus 100ပေါ့နော် equal to 0 အဲ့တော့အခုဒီလိုဒီအရှိတခုမှာကတချို့တို့ဘာကြည့်သွားမလဲဆိုရင် root 2 by 2 x prime ကြည့်သွားမယ်နော် x prime ကြည့်သွားမယ် y prime က2နေတာဖြစ်တဲ့အတွက်လက္ခဏာ2တော့ပေါင်းမှာမို့လို့2 root 2 by 2ဖြစ်မှာဖြစ်တဲ့အတွက်2 2ကြည့်ဆိုတော့ root 2 y prime ပေါ့နော် minus root 2 y prime the whole square minus root 2 y prime the whole square အနောက်ထဲမှာဘာကြည့်လဲကြည့်မယ်နော် နောက်ထဲမှာကျတော့ 2x2 x' ဆိုတော့ plus chin 2တဲ့အနှုတ်ကဒီဟာ y' ကြည့်မှာပေါ့နော် y' ကြည့်မယ်ဆိုတော့ဒီဟာလေးကြည့်သွားမယ်တူတာပေါင်းတာဖြစ်တဲ့အတွက်ကျတော့2ကလည်း root 2 x prime ရမယ်အဲ့ဒီ root 2 x prime ကရှေ့က -20 နဲ့မြောက်မှာဖြစ်တဲ့အတွက် -20 root 2 x prime ဆိုတော့ -20 root 2 x prime ရမယ်တခါအနောက်မှာတချို့ကျန်တာက plus 100ကျန်မယ် equal to 0ပေါ့နော်ဒါဆိုတချက် plus 100လေးဟိုဘက်ပို့ထားလိုက်မယ်ဆိုတော့ minus 100တခါဒီဟာလေ square ပဲထားမှာပို့လို့တချက်သူ့ကိုဒီဘက် three မှာဆိုတော့ဒီဘက်မှာကျန်တာကအနှုတ်နှစ်ထပ်ကအပေါင်း root 2နှစ်ထပ်က2ဆိုတော့ကျန်မှာက 2y prime the whole square ကျန်မယ်နော်ဟိုဘက်ကိုပို့မှာဆိုတော့ plus 20 root 2 x prime minus 100နော်အဲ့ဒါဆိုတချက်တို့အနောက်ဂိမ်းမှာက20 root 2ကိုပုံထုတ်ရမှာ နော်အဲ့ဆိုရင် 20√2 ဆိုတော့ဒီရှိမှာ2ရှိသေးတဲ့အတွက်အားလုံး2နဲ့အရင်စားလိုက်မယ်နော်ဆိုတော့ y prime the whole square equal to ဆိုတော့2ဆယ်လီဖြစ်သွားမှာပေါ့နော် x prime minus နောက်ကကြတော့50ဖြစ်မယ်အဲ့တော့မှတခြားတော့ဒီ 10√2 လေးကိုပုံထုတ်မယ်နော်10 root 2ကိုပုံထုတ်ရင် မရှိတဲ့ဟာကိုထုတ်လိုက်ရင်ဘာထဲလို့ပြောထားလဲ Dan root 2 by 2ရှိတယ်လို့မြင်ရမှာမို့လို့ minus 50 by 10 root 2လို့မြင်ရမှာเนาะမရှိတာနဲ့စမြတ်မရှိတဲ့ကိန်းကိုပုံထုတ်လိုက်ရင်ပြန်စားပေးမှာเนาะဒါမှပြန်ဝင်မြောက်လိုက်ရင်မူလအဖြစ်ပဲပြန်ရမှာဖြစ်တယ်ဒါဆိုတချို့ရဲ့ဒီဘက်ကတော့ y prime the whole square ပဲเนาะဆိုတော့သူ့ကိုဆက်ရှင်းမယ်ဆိုရင်ဘာလုပ်လို့ရမလဲနောက်ကခြေလို့ရသလောက်ခြေမယ်ဆိုရင် x prime ဆိုတော့ဘလောက်ဖြစ်မှာလဲ5 by root 2ပေါ့နော်ဆိုတော့ rationalize လုပ်လိုက်မယ်ဆိုပါဖြစ်သွားမလဲ root 2 5 root 2 by 2ပေါ့နော်5 root 2 by 2ရကဲဟုတ်ပြီဒါဆိုတချို့တို့ဒါ equation လေးရသွားပြီဒါဆိုရင်သူ့ရဲ့ equation ကိုတချို့တို့ကဘာနဲ့ compare လုပ်မလဲသူ့ရဲ့ equation ကိုဘာနဲ့ compare compare လုပ်မလဲဆိုရင် y prime minus k the whole square equal to 4b x prime minus h နဲ့နိုင်ရှင်းမှာဖြစ်တယ်။ဒါဆိုရင်တချို့ရဲ့ k လေးက0ထွက်မယ်ပေါ့နော် k က0ဖြစ်မယ် h ကကြတော့ဘာရမလဲ5 root 2 by 2ရမယ်။ဒါဆိုရင်တချို့က vertex က h, k ဆိုတဲ့အတွက်ဘာရသွားမှာလဲ5 root 2 by 2, 0ထွက်မှာပေါ့။နောက်သူရဲ့ vertex က5 root 2 by 2, 0 ဲ့ဒါဆိုရင်တချို့တို့သူ့အောက်မှာစာလေးရေးမှာပေါ့နော်ကဲဟုတ်ပြီအဆောတိချက်စာရေးပြီးသွားရင်နော်တပါရာဘိုလာက open to the right ဖြစ်မယ် with vertex က5 root 2 by 2.0ရတယ်ပေါ့အဲ့ဒါဆိုရင်ပုံဆွဲမယ်နော်ပုံဆွဲမယ်ဆိုတော့ degree သိချင်နေဆိုရင်ခုနက degree ကဘယ်လောက်ရထားပြီးသားလဲ45 degree ရထားပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ဝင်ယူက45 degree ဆောင်းမှာပေါ့နော်ကဲဟုတ်ပြီအခုတစ်ချက်ဆွဲလိုက်တဲ့ဟာက 45 degree လဲသွားတာလေးဆွဲထားတာပေါ့เนาะအဲဆိုတော့ဒီကန်းနေဒီ ठी ကဘယ်လောက်လဲသွားလဲ45 degree เนาะသူက45 degree y axis ကနေလဲ45 degree ဖြစ်မယ်ဒါဆိုတကယ် open to the right ကဘယ်သူ့ကိုပဲကြည့်ရမလဲ axis အစ်အနီဝင်ရိုးကိုပဲကြည့်ရမယ်အဲ့ဒီအနီဝင်ရိုးရဲ့ open to the right ကိုဆွဲမှာဆိုတော့တကယ်လို့5 root 2 by 2 0မှာနေရာချမှာပေါ့เนาะ ပိုင်ရဒူပိုင်ဒူက3.5လောက်ရှိမှာဆိုတော့ဒီစရို3.5ပေါ့နော်ဖိုင်ရဒူပိုင်ဒူ3.5 0ပေါ့နော်3.5 0ဆိုတော့ဒီလောက်လောက်မှာထားမယ်နော်ဒါကဖိုင်ရ2 0ပေါ့နော်ဒါဆိုရင် zeroda vertex သူ့ကို vertex ထားပြီးတော့မှပုံငါးပါဖြစ်မလဲ open to the ကဲဟုတ်ပြီအဲ့ဆိုဒီ zero ပုံလေးရဒီလိုလေးထွက်မယ်နော်ဒါဆိုဒီ zero ဒီမှာကဒါလေးက x exist ဖြစ်ပြီးဒါက y exist ဖြစ်မယ်ပြီးရင်ဒါလေးက x prime ဒါလေးက wine brine ဖြစ်မယ်အလဲမာ over မယ်နော်ပြီးရင်ဒါဘာဖြစ်မလဲပုံဝန် DI လေးဆို equation ထည့်ပေးမယ်ပေါ့နော်ကိုတီချာတို့ရထားတဲ့ equation ကပထမတစ်ခုက wine square wine wine brine the whole square ပေါ့နော် wine brine the whole square equal to the ဘာရလဲ10 root 2 x prime 10 root 2 into ပေါ့နော် x prime minus 5 root 2 by 2ဆိုတဲ့ equation လေးတက်ပြီးရင်မူရင်း equation လေးကိုဒီမှာလာရေးပေါ့เนาะဒါဆိုရင်ဒီချက်တော့ပုံလေးอ่ะပြီးသွားပြီဖြစ်တယ်။ရမလား?ကဲဟုတ်ပြီเนาะဒီချက်နောက် video လေးဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ။